မြန်မာငလျင်ဘေးဧပြီလ၁ရက်နေ့အထိရရှိထားတဲ့အချက်လက်တွေကိုတင်ဆက်ပေးပါမယ်။ Richter's K 9.8အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြောင့်မြန်မာနိုင်ငံမှာထိခိုက်ပျက်စီးသေးချေမှုတွေအလွန်များပြားခဲ့ပါတယ်။ဒီကနေ့ဧပြီလ၁ရက်နေ့မနက်ပိုင်းအချိန်အထိနောက်ဆုံးရရှိထားတဲ့အချက်လက်တွေအရငလျင်တန်းတင်းတဲ့သူအရေအတွက်ဟာရှစ်တန်းခွဲကျော်ရှိနေပြီလို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။ ။သေဆုံးသူဦးရေကတော့2400နီးပါးရှိနေပြီလို့ဆိုပါတယ်။ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ကတော့မတ်လ31ရက်နေ့ညနေပိုင်းအထိစင်းဤရလူဦးရေ4000နီးပါးရှိလာနေတယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်။ဒါအပြင်မတ်လ30ရက်နေ့ညပိုင်းအထိအမျိုးသားညီညွတ်ရေးအစိုးရရဲ့ထုတ်ပြန်ချက်အရနေအလုံးရေပေါင်း15000နီးပါးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်းပျက်စီးမှုကတော့2000ကျော်ရှိတယ်လို့အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာကမတ်လ31ရက်နေ့ညနေပိုင်းမှာထုတ်ပြန်ထားပါဗျ။အလာတူမြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလမ်ဘာသာရေးအဖွဲ့ကြီးရဲ့မတ်လ30ရက်နေ့ထုတ်ပြန်ချက်အရဗလီပျက်စီးမှု60လောက်ရှိတယ်လို့ဆိုပါတယ်။မတ်လ28ရက်နေ့မှာအလွန်ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်တွေကဒီကနေ့အချိန်ထိဆက်လက်လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ မတ်လ28ရက်ကနေဧပြီလ1ရက်နေ့မွန်းလန်းတနာရီအထိ နောက်ဆက်တွဲငလျင်52ကြိမ်လှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်ဆိုဝါပြင်းထန်လာတဲ့မြန်မာငလျင်ပေးအရေးပေါ်ကက်ဆယ်ရေးလှုပ်ဆောင်ဖို့နိုင်ငံတကာအရေးပေါ်ကက်ဆယ်ရေးအဖွဲ့တွေမြန်မာနိုင်ငံစီလာရောက်ကူညီနေကြပါတယ်။ အဲ့ဒီအထက်တရုတ်ရုရှားအိန္ဒိယစင်ကာပူမလေးရှားထိုင်းဗီယက်နမ်လာအိုအင်ဒိုနီးရှားဂျပန်စတဲ့ဆယ်နိုင်ငံကကက်ဆယ်ရေးအဖွဲ့တွေပြည်တွင်းထဲရောက်ရှိနေကြပြီးရှာဖွေကက်ဆယ်ရေးလုပ်ငန်းတွေစတင်နေကြပါတယ်။အမေရိကန်၊ကနေဒါလိုတခြားနိုင်ငံကကက်ဆယ်ရေးအဖွဲ့တွေလည်းထပ်လာဖို့ရှိတယ်လို့သက်ဆိုင်ရာနိုင်ငံတွေကထုတ်ပြန်ထားပါတယ်။ တနင်္လာရီတိုင်းကလူမှုကူညီရေးအဖွဲ့တွေနဲ့ငလျင်သင့်ဒေတာတွေစီတွားရောက်ကူညီကယ်ဆယ်ရေးတွေမှာပါဝင်ဆောင်ရွက်နေကြတာရှိသလိုဒေတာတွင်းမှာလည်းပုံစံမျိုးစုံနဲ့အလူငွေကောက်ခံနေကြပါတယ်ငလျင်ကြောက်ပေဆုံးဒံရရမှုစရင်ဟာအချိန်နဲ့အမျှမြင့်တက်လာပြီးပြိုကျနေတဲ့အဆောက်အုံတွေထဲပိတ်မိသူတွေအများကြီးရှိနေကြသလိုအခက်အခဲတွေနဲ့ရှောက်ဖွေကူညီရေးတွေဆက်လက်လှုပ်ဆောင်နေကြဆဲဖြစ်ပါရဲ့ရှင်။